ရန်ကုန်တိရစ္ဆာန်ဥယျာဉ်ကပြည်သူ့အချစ်တော်စင်မာကြီးမမိုးရဲ့မွေးနေ့ပွဲကိုအော်တိုဘားလ17ရက်နေ့ကပြုလုပ်ခဲ့ပါတယ်။ဥအာကာကသတင်းပေးပို့ထားပါတယ်ခင်ဗျာ။ရန်ကုန်တိရစ္ဆာန်ဥယျာဉ်မှာအော်တိုဘားလ17ရက်နေ့ကစင်မာကြီးမမိုးမွေးနေ့ကျင်းပပြုလုပ်နေတာပါ။မွေးနေ့အထိမ်းအမှတ်အနေနဲ့စင်မာကြီးမမိုးကသက်စိတ်ငှက်လွတ်တာမွေးနေ့တီးနှံတွေကိုမိဖက်ဆင်တွေနဲ့စူပေါင်းစားတော့ပြီးလာရောက်အပိသူတွေကိုအကတွေနဲ့ဖျော်ဖြေခဲ့ပါတယ်။အဲဒိဋ္ဌိဆောင်ရဲ့မှာတာဝန်ရှိတဲ့လူတွေကသူ့ကိုဂုံပြူတဲ့အနေနဲ့ အမမွန်းနေပွဲပေါ့နော်နိုင်ငံတကာမှာလည်းတိရစ္ဆာန်တွေကမွန်းနေပွဲလုပ်ပေးတယ်လေအော်ဥရောတိရစ္ဆာန်ဝင်မှာသူကဒါတိရစ္ဆာန်ဝင်ရဲ့ဂုံဆောင်ပေါ့အစမကြီးမမဂုံပြူတဲ့အနေနဲ့ဒါမွန်းနေပွဲတစ်ခုလောက်တုံးမယ်ဆိုပြီးတော့ဒါစီစဉ်ဖြစ်တာပေါ့နော်ဥရောအနေနဲ့ကလည်းဒါစင်နေရလည်းလူတွေလိုပါပဲတက်တန်း80တိနေနိုင်တယ်ကတော့ဥရောကလူတွေကိုပြုစုသလိုပဲစင်မကြီးမမလည်းအစားအစာတွေတိတ်မှန်နေကြတက်ချက်တက်ချက်ပြီးကျွေးတယ်နေရာတိုင်ခင်းတွေကောင်းအောင်မလုပ်ပေးတယ်ပြုစုစောင့်ကြတဲ့လူတွေကလည်းဒါမိသားစုနဲ့မကြပြုစုစောင့်ရှောက်ပေးတဲ့အတွက် စမာကြီးမုံမောကအခုလိုကြမ်းကြမ်းမမာနဲ့အများပြည်သူဒါပြင့်မြင်ရတာပေါ့နော်။ဒါအပြင်စမာကြီးမုံမောမွေးနေ့အထိမ်းအမှတ်အနေနဲ့မြက်လက်ချင်းလုံးလှခတ်နဲ့တိရစ္ဆာန်ကပွဲအစည်းအဝေးတွေလည်းကျင်းပပြုလုပ်ခဲ့ပါတယ်။သူကအများနဲ့အဲ့လိုမျိုးကပြရတယ်၊ထူပြရတယ်အဲ့လိုသူ့ကိုခိုင်းလို့ရှိရင်တော့လုပ်တယ်ပေါ့နော်။အဲစားမလားလို့ကျန်စားမလားလို့မေးတဲ့အခါကျရင်စားမယ်လို့ပါလို့အဲ့လိုသူလုပ်ပဲသူ့ရဲ့အမှတ်တရတော့အများနဲ့ရှိပါတယ်။အဲ့တော့အမြဲတမ်းအဲ့လိုမျိုးကိုပြောရင်လည်းသူကနားထောင်နေပြီလို့ရှိရင်ကာပွဲတွေဘာတွေလဲတက်တယ်လေသူကတော့လိမ်မာတယ် ဟိုဟာဟိုပတိန်ခီးနဲ့လဲကပြတာတို့အဲပရိတ်သက်ကိုကပြတာပြောပြတာရှိတယ်။မနေ့ကတော့62နှစ်မွေးနေ့မှာလဲဒီအတိုင်းလိုပဲကျင်းပပေးတယ်သူတို့ကတော့။ဒါပေမဲ့ဘာပဲပြောဟိုသူတက်ကိုတတိယလေးနဲ့လှုပ်ပေးတာတော့ဝမ်းသာပါပဲ။စင်မာကြီးမမူဟာ1962ခုနှစ်ကအသက်9နှစ်အရွယ်နဲ့ကယားပြည်နယ်ကနေရန်ကုန်တိရစ္ဆာန်ဥယျာဉ်ကိုရောက်ရှိလာတာဖြစ်ပါတယ်။မမူဟာ1992ခုနှစ်ကကျင်းပတဲ့မြင်းခင်းတပင်ပွဲတော့လှေတပင်ပွဲတော့ရွှေကုံဖေယမြောက်ဘက်ဆောင်တန်းအနောက်ဘက်ဆောင်တန်းဖွင့်ပွဲ တရုတ်ပြည်ကဆွေတော်ပင့်ဆောင်တဲ့အခမ်းအနားစတဲ့နိုင်ငံတော်အခမ်းအနားတွေမှာလည်းပါဝင်နိုင်ခဲ့ပါတယ်ကျွန်တော်အာကာပါခင်ဗျာ